ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူမမချင်းကနေကြိုဆိုပါရစေပေါ်တူဂီကတော့ Nation League ဘိုလူပွဲမှာစပိန်ကိုကျွန်တော်တို့ဘောနော်မိနစ်120တော်တွင်တစ်ဖက်ကို9ဂိုးစီတည်ကြတယ်ပင်နယ်ဒီအဆုံးဖြတ်မှာ9ဂိုး3ဂိုးဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ Nation League Champion ဖြစ်ခဲ့ပါပြီဆိုတော့ပေါ်တူဂီဟာဒီ Nation League စပြီးတော့ကျွန်တော်ကျင်းပကလေးကဘောနော် ကျွန်တော်တို့နှစ်ကြိမ်အထိဖလားရပြီးတော့ကျွန်တော်တို့ကအများဆုံးနဲ့လက်ရှိမှာစံချိန်တင်ထားတယ်ဗောလေဒီမီတိုင်ကတော့စပိန်ကလည်းတစ်ကြိမ်ရဘူးတယ်ပေါ်တူဂီကလည်းကျွန်တော်တို့တစ်ကြိမ်ရဘူးတယ်ဆိုတော့အခုတော့ပေါ်တူဂီဟာကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်ဒုတိယအချိန်မြောက်ကျွန်တော်ရသွားပြီပေါ်တူဂီဘက်မှာတော့နူနူမန်ဒက်စ်က26မိနစ်မှာဂိုးသွင်းတယ်လို့ခရစ်စတီယာနိုရော်နယ်ဒိုကလည်း60မိနစ်မှာကျွန်တော်ဂိုးသွင်းတယ်ဆိုတော့ဒီစပိန်ရဲ့ဘက်ကတော့ဇူဘမင်ဒီကလည်း 22မိနစ်မှာဂိုးသွင်းတယ်လို့ကျွန်တော်ဒါအိုရစပယ်ကလည်း55မိနစ်မှာကျွန်တော်ဂိုးသွင်းရင်းနဲ့တူတူတည်ကြတာမိနစ်60ကောမိနစ်120အထိကောပင်နရီအဆုံးဖြတ်မှာကျွန်တော်ဂိုးသမားကော့စတာကမိုရာတာရဲ့အလုံးကို ပုတ်ရင်းနဲ့ဖလားရသွားတာပေါ်တူဂီဘက်ကတော့တောင်းဝန်ကြီးတယ်တောင်းဝန်ကြီးတယ်ဆိုတဲ့နေရာမှာဘယ်လိုဒီကွင်းထဲမှာကစားကြတဲ့ကစားမအများစုပင်နရီကန်တဲ့နေရာမှာလည်းကန်တဲ့မြကစားသမား9ယောက်စလုံးကလုံးဝအမှားယွင်းမရှိเนาะပြီးလို့ရှိရင်စပိန်ရဲ့ဘက်ကတော့ မူရာတာကကျွန်တော်လွဲတယ်ပေါ့ဗျာမူရာတာကလွဲပြီးတော့ပိုတူဂီကအရင်ကန်ရတာဆိုတော့ fight 3နဲ့သူတို့နိုင်သွားတယ်ဆိုတော့စပိန်ဘက်ကကျွန်တော်စပြောရရင်ဘယ်လိုပြောမလဲစပိန်တွက်ကတော့ဘောနော်ကျွန်တော်ကတော့ဟိုတခြားလူတွေတော့မသိဘူးစပိန်တွက်ကတော့ဒီဖလားမရတာကသူတို့အတွက်တိတ်ပြီးတော့ပြဿနာမရှိဘူးဗျာထားပါတော့ကျွန်တော်ပြောသလိုပဲ ်မင်းကလည်း final ဒီရောက်မှတော့ဗျာလူတိုင်းကရကျင်တာပဲဟုတ်တယ်မလား final ဒီရောက်ပြီဆိုမှတော့ဘသူမှဖလားလက်မဲ့နဲ့မပြောင်းကြည့်မှုမပြတ်မီဘာဖလားပဲဖြစ်နေဖြစ်နေဒါပေမဲ့လို့စပိန်အတွက်ပေါ့နော်ယူရိုချန်ပီယံဖြစ်ထားတာဒီမှာဖိုင်နယ်တီတက်ထားတာဒါတွေကလာမယ့်ကမ္ဘာဖလားအတွက်လဲသူတို့ဟာအစင်စ် ဖြစ်နေပြီဆိုတဲ့လက္ခဏာတွေကိုပြတာပဲဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့စပိန်အတွက်ကျွန်တော်တို့ဒါရာမဲရိုဘာလို့ဆိုလို့ရှိရင်တော့ဒါရှေ့ရှေ့ပွဲတွေနဲ့ဆိုင်ရင်ဒီပွဲကရာမဲဘာမှမလုပ်နိုင်ခဲ့ဘူးလို့ကျွန်တော်ပြောရမယ် ယာမင်းအဲ့ဒီယာမင်းနဲ့နော်ဒီယာမင်းအနေနဲ့ကျွန်တော်တို့ယူရိုပြိုင်ပွဲကလေးကကျွန်တော်စကြည့်ရင် knock out stage တွေမှာဗောနော်ရှုံးထွက်အဆင့်ဒီမှာဖန်တီးမှုကဂိုးကပါဝင်ပတ်သက်မှုမရှိတာဒါပထမဆုံးပဲနူနူမန်ဒက်စ်နဲ့တွေ့တဲ့အခါမှာဒါပထမဆုံးပဲနော်ဆိုတော့ရှေ့မှာဆိုလို့ရှင်ဖန်တီးမှုလို့ရင်လို့မလို့ရင်ဂိုးသွင်းတယ်ဂိုးတော်မှာတစ်ခါတလေနှစ်ဂိုးသွင်းတာလို့ပါလို့ရှိတာဆိုတော့အဲ့လိုမျိုးဆိုတော့ယာမင်းအတွက်ကအရာအလုံးအချင်းကြီးကောင်းနေတာဒါပေမဲ့လို့ဒီပွဲမှာတော့ဗောနော်နူနူမန်ဒက်စ်ရဲ့လုံးဝဒီပါဝါပြတာကိုသူခံလဲရတယ် မန်ဒက်စ်ကဒီယာဒီမှာ PSG နဲ့ Champions League လည်းကျွန်တော်ယူထားတယ်လို့နိုင်ငံနဲ့လည်းကျွန်တော်ဒါအရေးကြီးတဲ့ဒီဖလားကိုယူနိုင်ခဲ့တယ်ဗျာဒါ major trophy ကိုကျွန်တော်ယူနိုင်ခဲ့တယ်ကျွန်တော်ဟိုရမဲအတွက်ကတော့ပြဿနာမရှိဘူးကျွန်တော်ကတော့ဗနော်တချို့ကျတော့လေပြောကြဆိုကြလောင်ညပြောင်ညတယ်ပေါ့ဗျာဒါလည်းဘလုံးပရိသတ်တွေကြားမှာဖြစ်လိဖြစ်တာရှိတဲ့ရာကျွန်တော်တိတ်တော့မပြောလို့ဘူးသို့တော့18နှစ်ရွယ်ပလေယာတစ်ယောက်အတွက်ဒီအဆင့်ဒီလိုအခြေအနေမျိုးမှာဒီလောက်ဒီဆွမ်းဆောင်ထားနိုင်နေဆိုတာအများကြီးကောင်းတဲ့အရာပါရှေ့ဆက်ရမဲဟာကျွန်တော်အနေနဲ့ ဟိုဘာမှန်ပေါ့နော် injury တွေဘာတွေမကြုံဘူးဘာမှပြဿနာမရှိဘူးဆိုရင်ပိုကောင်းလာဖို့ပဲကျွန်တော် ရှိတယ်ဒါဟာသူ့အနေနဲ့ဘဝမှာကြုံရမယ့်အရှုံးအနေတွေကတခုပဲဗျာရမဲအတွက်အမြဲတမ်းဘယ်တော့မှ990မှာမဟုတ်ဘူးဟုတ်တယ်မလားနော်လီယိုနယ်မက်ဆီတို့ဘာလို့တော့မှရှုံးနေမှုတွေခရစ္စတီယာနိုရိုနိုတို့တော့မှရှုံးနိုင်နေကြုံနေရတဲ့အချိန်မှာ16နှစ်နေပဲသားလေးအတွက်ရှေ့မှာလဲယူရိုတို့ပြိုင်ပွဲမှာအောင်မြင်မှုရတာလားဒီလိုပြိုင်ပွဲမှာရှုံးလို့ဘာမှတော့သူတို့ဖြစ်မသွားဘူးတင်ယူစရာတွေရသွားမှာကလွဲရင်စပိန်ဘက်က နီကိုဝီလျံဆိုလို့ရှိရင်လည်းပဲပေါ့နော်သူ့အနေနဲ့ဂိုးဘောက်ကန်တင်မှုတွေသူဂျူးမန်းနဲ့ထီထီရောက်ရောက်ကြီးကျွန်တော်တို့ပါအများကြီးရှိခဲ့တာကျွန်တော်မရှိဘူးကွင်းလယ်မှာဇူဘမင်တီကတော်တော်လေးညင်နေဒီနေ့ပွဲကစားတာပက်ထရီတို့ပါလို့ဆိုလို့ရှိရင်တော့ကျွန်တော်ကောင်းပြီမဲ့လေလို့ပက်ထရီကိုတော့ပေါ့နော်ဒါဘယ်လိုပြောမလဲစတာမီနာပိုင်းရကွင်းလယ်ကိုကျွန်တော်အပြောင်းလဲလုပ်ဖို့နော်ကျွန်တော်ဒါလဲလဲရတယ်ဖာဗီယန်ရူးစ်ကတော့ဒီပွဲမှာတာမန်ထက်မပိုဘူးလို့ကျွန်တော်ထင်တယ်တာမန်ထက်ကျွန်တော်မပိုးဘူးနော်နောက်တန်းမှာဆိုလို့ရှင်လည်းပဲစပိန်ဘက်မှာကဟွိုင်ဆန်တို့ဘာလို့လိုအပ်ချက်တွေမရှိခဲ့ဘူးလီနိုမန်တို့ဘာလို့လိုအပ်ချက်တွေမရှိခဲ့ဘူး ဘူကယ်လာကတော့ဒီနေ့ပွဲမှာတော်တော်ဆိုးတယ်ပြဿနာကစပိန်နောက်တန်းကဗျာလုံးဝလမ်းပြန်ထွက်နေတယ်ဆိုတဲ့ performance ဘယ်သူမှမပြနိုင်ဘူး။အော်ကောင်းပါတယ်ဆိုတဲ့ performance တော့မှဘယ်သူမှမပြနိုင်ဘူးယာ။ကိုစီကိုဘောလုံးရောက်တယ်၊ပေးတယ်၊အမြင်ပေါ်လာရင်ခေါင်းတိုက်ရှင်းထုတ်တယ်။ဒါကလွဲ့ရင်စပိန်နောက်တန်းကကောင်းလုံးနေတယ်မျိုးကျွန်တော်ဘာမှမရှိဘူး။ကောင်းလုံးနေတယ်ကျွန်တော်ပတာမန်ပဲဗျာ။တာမန်အဆင့်ထက်မပိုးဘူးဒီနေ့ပွဲမှာ။ကစားမတွေက quality ကစားမတွေပါ။ကူကယ်လာလည်းကောင်းတဲ့ကစားမပဲ။ Horizon လည်းကောင်းတဲ့ကစားမပဲ။ Normal လည်းကောင်းတဲ့ကစားမပဲ။ဒါပေမဲ့လို့ဘောနော်။ အသင်းလိုက်ရဒီကောင်လေးစီကနေပြီးတော့လုံးဝ spectacular ဖြစ်စီမင်း performance တွေမမြင်ခဲ့ရဘူးဆိုတော့တာမန်ချီသွဲမဲ့လို့ကျွန်တော်တို့ပြောလို့ရတယ်နော်ဆိုတော့ဒါကြောင့်ဒီပွဲမှာကျွန်တော်တို့အနေနဲ့ဒီဇူဘမင်ဒီကတော့စပိန်ဘက်မှာတော်တော်လေးကောင်းတဲ့ကစားမဒုတိယပိုင်းကဝင်လာတဲ့သူတွေကိုကျွန်တော်ကြည့်လဲပဲပက်ထရူပိုလိုတို့ပါတော့ရာဖာယယ်လီယာတို့ကိုမနေထိန်ခဲ့ရတဲ့အဝါကက်တီပါတွေပါယူခဲ့လဲရတယ်ချီနီမကောင်းဘူးနော်မိုရာတာတို့ဆိုဘာမှလုပ်မရဘူးဗျာတိလာနော်ဆိုတော့ဒါကြောင့်လည်းပဲအရန်ဒီပါတွေမှာကျွန်တော်တို့ရှိနေတာဒါကြောင့်ကျွန်တော်တို့ကြည့်ရင် နော်နီးပြပါကတော့ဘာလို့မြင်ပေါ့နော်ဒန်နီယောလိုမိုရိုလိုကစားမတွေကိုမတုံးလဲတော့မသိဘူးတရားတာတစ်ခုကတော့ဖာမီမလူပတ်စ်တို့ဘာလို့ဆိုလို့ချင်းလဲကစားမကောင်းနေတော်တော်လေးပဲဒီယာဒီမှာခြေသွမ်းပြနေတဲ့ကျတို့ဒီအီစကူတို့ဘာလို့ကကောင်းနေတယ်ဆိုတော့သူတို့ကိုထဲ့တယ်ပြဿနာကအီစကူလည်းပဲသူ့ရှိမှရလာတဲ့ဘောလုံးကိုတာမန်ပါစလီတီပေးတာလောက်ကလွှင်ရင်ဘာမှထူးထူးခြားခြားမလုပ်ခဲ့ဘူးဆိုတော့စပိန်ဘက်ကတပွဲလုံးမိနစ်120လုံးခြုံကြည့်ရင်အသင်းလိုက်ရသူတို့ကပူပြီးတော့ထိရောက်မှုရှိအောင်ကန်နိုင်ခဲ့တဲ့အသင်း performance ဘိုင်းရပါတော့တသင်းလုံးကြီးကစုပ်ပြတ်တဲ့ညံ့နေတဲ့ပုံစံမျိုးမျိုးမဟုတ်ဘူး ဟော့စတာကောင်းတာတချို့ကျွန်တော်ရှိတယ်။ကာသွားတာတချို့ကျွန်တော်ရှိတယ်။ဟမ်ဒါအပြင်စပိန်ဘက်ကပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲ။ကန်ကျက်ဆိုလို့ချင်းတယ်ပဲ။အရာအလုံးကစပိန်ဘက်ကတာတာဗျာ။စပိန်ကပွဲကိုထိန်းချုပ်ပြီးတော့ကစားတယ်။နော်ပေါ်တူဂီကိုလုံးဝအပြတ်သက်ထိန်းချုပ်ကစားတယ်။ကိုယ်ပေါက်ကွန်တင်မှုတွေကျွန်တော်တားတယ်ကိုပေါက်တဲ့တာတွေကျွန်တော်တားတယ်ပွဲကိုလည်းထိန်းချုပ်တယ်အန်ဒီယံများနဲ့လုံနေလဲသူတို့တွေ့တယ်ဒါမျိုးတွေသူတို့လုပ်ခဲ့တယ်ဒါပေမဲ့ပင်နေတီတီသွားပြီးတော့သူတို့ရှုံးနေခဲ့ရတာစပိန်ကကိုပေါက်ကွန်တင်မှုဒီပုံမှာ16ကြိမ်ရှိပါတယ်6ကြိမ်ကိုပေါက်တဲ့တယ် ီနစ်120တုံးတွင်ကျွန်တော်တို့ကြည့်16ကြိမ်ဆိုတော့တော်တော်နည်းတဲ့တယ်မှာပါတယ်ဒါပေမဲ့လို့ပြိုင်ဘက်ကပေါ်တူဂီကိုကြည့်တော့မီနစ်120မှာဗျာကန်ကြက်ကကျွန်တို့နေတယ်ပေါ့နော်ဂိုးပေါက်ကန်တာ9ကြိမ်ပဲရှိတယ်9ကြိမ်တော့မီနစ်120ကစားအဲ့ဒီတွေက2ကြိမ်ပဲဂိုးပေါက်တက်တယ်2ဂိုးရတယ်ဗျာဒီလား2ဂိုးရတယ်ဆိုတော့ဒါကြောင့်စပိန်ကိုကျွန်တော်တို့ကြည့်ရင်စပိန်ဟာစိတ်ပြည့်စရာကောင်းတဲ့ performance ကြီးတော့မဟုတ်ခဲ့ပြီမဲ့လို့ပြိုင်ဘက်ကိုအနိုင်ယူနေစွမ်းတော့မရှိခဲ့တာတော်တော်လေးတော့ဗောနော final မှာစိတ်ပြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တစ်ဖက်ကပေါ်တူဂီကိုကျွန်တော်တို့ကြည့်ရင်နံပါတ်1အနေနဲ့ ခရစ္စတီယာနိုရိုနယ်ဒိုမှန်တမ်းပြောလို့ရှိရင်တော့ United ပရိသတ်တွေကတော့ဗျာအများစုကတော့ဗောနော်ကျွန်တော် United ပရိသတ်လည်းဖြစ်တယ် Messi fan လည်းဖြစ်တယ်ဆိုတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့လို့ Manchester United ပရိသတ်ဆိုကြတဲ့ကခရစ္စတီယာနိုရိုနယ်နဲ့ပတ်သက်လို့ရှိရင်ဘယ်သူမှတန်ရောစီမကင်းဘူးဗျာတိလား။မင်းမမင်းဟာအရင်ကတော့တအားအပြီးတယ်အခုတော့အလောက်မဟုတ်တော့ဘူးဆိုတဲ့လူတချို့လည်းရှိကောင်းရှိတယ်။ဒါပေမဲ့လို့ဗောနော်မှန်တမ်းပြောရရင်ကိုအားပေးကိုနဲ့ကျွန်တော်အညီကိုတို့တိတဲ့အချိန်မှာကျွန်တော်ဂျာမနီကိုအားပေးတဲ့နေသားမှာ ဂျာမနီရှိနေသည်များတော့ဗျာနိုင်ငံပွဲစဉ်တွေမှာဂျာမနီကိုပဲကျွန်တော်ဖလားရစီချင်တာအဲ့လိုမဟုတ်တော့ဘူးဆိုလို့ရှိရင်တော့ကိုအသင်းကပါတဲ့သူလေးတွေတော့ဖလားကင်မြောက်စီချင်တယ်သူတို့ပြင် favorite player ကျွန်တော် Bruno Fernandes တို့ပါလို့ပါနေတဲ့ပေါ်တူဂီကိုမနိုင်မြောက်ဒီပွဲမှာအောင်မြင်စီချင်တာဗျာသိလားဆိုတော့အဲ့တော့ Cristiano Ronaldo တို့ကျွန်တော်ကြည့်ရင်လည်းပဲအသက်40ရွယ်ကစားမတယောက်အတွက်ပေါ့နော်ကျွန်တော်အနေနဲ့ဒီချိန်ဒီဒီအတင်းကြီးကိုလိုအပ်တဲ့ချိန်ဒီမှာဂိုးတွေနဲ့သူပံ့ပိုးမှုတွေပေးနေတော့မယ်ဆိုတော့ရနယ်ရီကြောင့်မပြောခင်ဖာနန်ဒက်စ်နဲ့ပတ်သက်လို့ပြောရရင်ကျွန်တော်ခုနကပြောလို့ပဲဘလူးနိုဖာနန်ဒက်စ်တို့ရဲ့ United ပြည်သက်တယောက်အနေနဲ့ကျွန်တော်တော်တော်ဂုံယူတဲ့နေရာမှာပါတယ်ဟိုပြီးခဲ့တဲ့ຢာဒီကိုကျွန်တော်ပြင်ကြည့်ရင်အဲ United ကတော်တော်လေးတိုင်ပတ်ခဲ့ရတာတော်တော်လေးကိုတိုင်ပတ်ခဲ့ရတာအဆင့်15နဲ့ຢာဒီတိန်းနဲ့တော်တော်ကိုဆုတ်ပြတ်တဲ့ Europa League မှာလည်းကျွန်တော် final တက်ပြီးတော့စပါးကို1-0နဲ့ရှုံရင်ဖလားလက်လွတ်ခဲ့ရတယ်ဆိုတော့အဲ့ဒီတည်းမှာ Bruno Fernandes ဒီအတောက်ပဆုံးကစားမဖြစ်ခဲ့တာ Manchester United အတွက်တမိုင်းမှာအဆိုးအဝါးဆုံးမှာဆိုတဲ့ United ထဲမှာမှာအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့တာဒီ Fernandes ပဲဆိုတော့ ဲ့ဒီຢာဒီမှာအမှန်တမ်းပြောရင်ပြော final delivery လေးရောက်တယ်ဆိုတော့ဖလားတလုံးလုံးနဲ့တော့ကျွန်တော် finalist ကိုဘယ်ပြောမလဲဒီຢာဒီကိုတင်းစီခြင်းခဲ့တာဒါတာတကယ်ပြောတာကျွန်တော် finalist ကိုတော်တော်လေးကိုရစီခြင်းနဲ့တည်းမှာပါတယ်ဒီ final တက်တော့ပူတော်ဆိုးသေးတယ်ကျွန်တော်ရောက်အဲ့ဒီ Europa League မှာဖလားမမြောက်ရကလေးက finalist တက်ကျွန်တော်တော်တော်လေးကိုစိတ်မကောင်းဖြစ်နေတာဒါလိုတော့ကောင်းနေတွေ့တာအဲ့လိုမဟုတ်ဘူးเนาะအမှန်တမ်းပြောရရင်ဒါပေမဲ့အခုဒီ block ကိုရတော့ Bruno တွေကျွန်တော်တော်တော်လေးကိုဝမ်းတာတယ်တော်တော်လေးကိုသူဝမ်းတာတယ်ဘောနော် ော်တော်လေးကိုဝမ်းသာတယ်ဆိုတော့ Fernandez တွေ့တော်တော်ကိုယူပါတယ်เนาะဆိုတော့ Bruno Fernandez congratulation ပေါ့ဗျာဆိုတော့ခုနကပြောတဲ့ Cristiano Ronaldo ဒီညမှာတော့ဗျာဟာ Nation League လေးကိုဘာညာပေါ့ဒါဟာလဲနိုင်ငံကြီးရဲ့ကျွန်တော် major trophy ပဲကျွန်တော်ပြောသလိုပဲပရိသတ်တော်တော်များများကလည်း Nation League မှာတာမန်ဆင့်ဆိုဘယ်သူမှစိတ်မဝင်စားဘူးဗျာ Quarter Final ဘာညာဆိုခီတောင်မှဘယ်သူမှစိတ်မဝင်စားဘူးအသင်းကြီးချင်းချင်းတွေ့လဲပဲအဲ့အဲ့လောက်ထိစိတ်မဝင်စားဘူးဘယ်သူမှ excitement မပေးပေးနိုင်တယ်လို့ခံယူထားခြင်းမရှိဘူးဗျာဒါပေမဲ့လည်းလို့ဘောနော် Final မှာ Final လို့ကစားကြတာပဲ ိုဒီနေပွဲကအမှန်တမ်းပြောရင်တစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ကျွန်တော်စုစုပေါင်း၄ခုရှိတယ်ဆိုပေမဲ့လို့ပေါ့နော်အရင်ကြည်ကောင်းနေကြတာမဟုတ်ဘူးတချို့လူတွေကတော့အတော်ကြည်ကောင်းကြတယ်ဘာညာပေါ့ကျွန်တော်မထင်ဘူးသီးလားတကယ်ပဲကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့စပိန်ကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ eBay eBay ကစားတယ်ပေါ်တူဂီရဲ့ဘက်ကကျွန်တော်ပေါ့နော်ကျွန်တော်တို့ဒါတံပြန်နေတဲ့သူတို့ဒါအမိတီးပြီးသူတို့ကစားတယ်တူချင်းဆွမ်းဆောင်ရည်တကူသူတို့အားကိုးတယ်အလုပ်ဖြစ်တယ်ဒါပေမဲ့လူပြောနေတာပွဲကတစ်ဖက်နဲ့တစ်ဖက်ဟိုနှစ်ကိုးစီရပြီးတော့အပြန်လန်ကိုးတွေတွင်မိနစ်190ရောက်တာတော့မှ အလောက်ထိစိတ်လှုပ်ရှားမှုပေးနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးသိလားနော်အာဟိုဘလူးရက်လက်မြန်ဖြစ်မလဲ။ဘာညာတော့စိတ်လှုပ်ရှားရတာပေါ့လေဒါပေမဲ့လို့အာဟိုလောကလည်းတွင်းတော့မနေဟိဒီဘက်ကပဲတွင်းတော့မနေဟိအဲ့လိုတွေတွေးခဲ့ရတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ဒါပေမဲ့လို့အဲ့လိုတွေမှမှပြောချင်တာက nation league ဖြစ်စေအောင်တော့ Christian Ronaldo ဒီပလားကိုသူဘလောက်လိုချင်တယ်လဲ။ကျွန်တော်ကောင်းကောင်းသိပြီးသား။မြင်နေရတာပဲကျွန်တော်ကြည့်ပါလား။ဆိုတော့ Ronaldo အတွက်ဗျာစဉ်းစားရ Ronaldo အတွက်က ရနေဒူတွက်ကမင်းသူ့ဘဝမှာအောင်မြင်မှုဆိုတာမရဘူးတဲ့အရာဆိုတာပေါ့အဲဆိုကြည့်ရမလားခက်ရှားရှားရင်ကဘာဖလားတော့ပဲကျွန်တော်ကျန်တော့တာဒါပေမဲ့လို့ဒီလိုဒီလို nation league ဆိုတာမင်းသူထက်တွက်မဲ့အရာမျိုးမဟုတ်ဘူးသို့တော့ပေါ်တူဂီအတွက်ဖြစ်နေတဲ့အတွက်ကိုပဲရနေဒူရဲ့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော် emotion တွေကိုတွေးနိုင်နေဗျာကျွန်တော် penalty ဆုံးဖြတ်ကန်တဲ့ခါလေးကျွန်တော်ကြည့်ပါလားဒဏ်ရာပြဿနာကြောင့်သူဒီအသင်းကိုထက်ပြီးတော့မကူနိုင်တော့ဘူးလူစားလဲရတော့မယ်သူ emotion တွေကျွန်တော်ဘယ်လိုဖြစ်နေလဲကျွန်တော်တို့တွေးတဲ့အတိုင်းပဲဗျာသိလားအခုဟိုသူကျွန်တော်သူ့အတွက်ပို့ပြီးတော့ဝမ်းတာတာက ဘယ်လိုပြောမလဲကစားသမားတွေပေါ့နော်ထားပါတော့ရော်နယ်ဒိုဒီကျွန်တော်တို့အသက်39အသက်40ရွယ်ကွင်းထဲမှာဂျာမနီနဲ့ပွဲမှာလည်းတကူသွင်းတယ်အခုဒီနေ့ပွဲမှာလည်းအရေးကြီးတဲ့ချီပါကိုတကူကိုသူ့သွင်းတယ်သွင်းပြီးတော့သူ့ရဲ့အသက်ရွယ်ကြီးနေပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါတာဝန်ကြည့်ပြီဗျာတာဝန်ကြည့်ပြီးကျွန်တော်သူ့ကိုလူစားလဲတယ်ဆိုတော့ဝင်လာတဲ့ကစားသမားတွေကွင်းထဲမှာရှိရမယ့်ကစားသမားတွေဒီလုံးဝတာဝန်ကြည့်ရတော့မှာ အဲ့ဒါကိုတောင်းဝန်ကြီးအောင်လုပ်နိုင်ခဲ့တဲ့ကစားမားတွေကကျွန်တော်တို့ပုံမှန်အားပြီးဆိုလို့ရှိရင်သိတယ်မလားအာပေါ်တူဂီတခုခုမကောင်းဘူးဆိုလို့ရှိရင်ဟာဒီကောင်တွေကပေးဆက်မကစားကြညာဘူးရိုနယ်ဒိုတွေမကစားကြညာဘူးကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဒါပေမဲ့ဒီပွဲမှာတော့တော်တော်များများကတောင်းဝန်ကြီးတယ်ဆိုတော့ဘာလို့ပက်ထရိုနီတိုလည်းပဲတကယ်တမ်းပြန် performance ကအဲ့လောက်ထိကျွန်တော်မကောင်းဘူးတကယ်တော့ပက်ထရိုနီတို performance ဘာမှမကောင်းဘူးနော်ကွန်စီကီယာကိုကျွန်တော်ဒါစောစောစီးလဲလဲရတယ်ဒုတိယပိုင်းဘာတွေမှာအဆင်မပြေဘူးဂျောင်နီဘက်စ်တို့ပေါ့နော် out of position ကစားနေရတော့လဲလဲရတယ်ဒါဗီမဲ့လို့ပေါ့နော် တရိုဒါကွင်းထဲမှာထပါတော့နူနိုမန်ဒက်ဆိုလို့ရှင်ဒီနေ့ပွဲပေါ်တူဂီမှာအကောင်ဆုံးပဲနူနိုမန်ဒက်ကဒီပွဲပေါ်တူဂီတွေအကောင်ဆုံးပဲမန်ဒက်ဆိုလို့ရှင်ဗျာကိုတိုင်းလည်းတကူသွင်းတယ်ဗျာနော်ကိုတိုင်းလည်းကျွန်တော်တို့တကူသွင်းတယ်ဖြစ်တင်ဘော်ဒီဆိုတဲ့ကောင်းကောင်းပေးနိုင်တယ်ရာမဲရိုးကောင်ကြီးကိုကောင်းကောင်းထိမ့်ပြသွားတာဒီယာဒီမှာတော့ဆာလာတို့နော်ကျွန်တော်စာဆာကာတို့လူကစားမားတွေကိုအမှန်ကန်ထိမ့်ပြသွားတာအခုလည်းပဲရာမဲကိုကျွန်တော်ထိမ့်ပြသွားတာထိမ့်ပြသွားတာနော်ကျွန်တော်အနေနဲ့နော်ကျွန်တော်ကြည့်ရင် နော်အင်တာမီလန်တို့ဘာလို့လဲကစားခဲ့တာတောင်းမပြဒန်ဖရီးစ်တို့လူကစားမတွေလားလားနော်ဒီကောင်ဘလို့ဘလို့လောက်ပြသွားလဲဟုတ်တယ်မလားနော်ကျွန်တော်ဒီဒီနူနိုမန်ဒက်စ်ကလည်းကြောင့်နူမန်ဒက်စ်ကတော်တော်ကျွန်တော်တို့ကောင်းတာလက်ရှိမှာအကောင်းဆုံးဘယ်နောက်ခံလူတို့တော့ကျွန်တော်ပြောလို့ရတယ်ကူကယ်ရနာတို့ဘာလို့တာမန်ကောင်းတယ်အတန်ဒီထွက်တယ်အခုလက်ရှိနူနိုမန်ဒက်နဲ့ရှင်လိုက်ရင်ဘာမှမဆိုင်တော့ဘူးနူနိုမန်ဒက်စ်ဒီဒီပွဲမှာပင်နေဒီကန်တော့လည်းဝင်အောင်သွင်းတယ်ခံစစ်မှာလည်းရာမဲကူဘာမှမလုံနိုင်အောင်သူထိန်းချုပ်ထားနေတယ်တိုက်စစ်မှာလည်းဂိုးတွေသွင်းတယ် တော်တော်ကိုတာဝန်ကြီးခဲ့တဲ့ကစားမလက်ရှိပေါ်တူဂီရဲ့ဒီပွဲမှာအကောင်းဆုံးကစားမလို့တော့ကျွန်တော်ယူဆတယ်။နောက်တန်းမှာလည်းရူဘင်ဒီယက်စ်တို့တက်နေတယ်များသူတို့ကျူပန်းနဲ့တာဝန်ကြီးတယ်။အင်ဂနာစီယိုကပုံမှန်ခြေစွမ်းလာတော့မကောင်းဘူး။ဒါပေမဲ့တာဝန်ကြီးတယ်နော်။ဆိုတော့ဒီဂိုကော့စတာဂိုးသမားတို့ကွင်းနဲ့တော့ဂိုးပေါက်ကျွန်တော်တို့နေတဲ့စောစောစီးဒီစပိန်ဘက်ကရတဲ့နှစ်ဂိုးမှာဆိုလို့ရှိရင်နှလုံးစလုံးသူပေးလိုက်ရတယ်။အဲ့ဒါတွေကသူဒီချက်ပို့ပြီးတော့လုံနိုင်ခဲ့တယ်။ဒါပေမဲ့လို့ဘောနော်အရေးကြီးပါတယ်ဆိုတဲ့ပင်နယ်တီဆုံးပြတ်မှာသူ့ကိုပဲမှီတီရတော့မဲ့ချိန်မှာသူတာဝန်ကြီးတယ်။ เนาะကျွန်တော်ရှေ့လုံးကြီးကလေးကဖမ်းမိရမယ့်အလုံးတချို့ကျွန်တော်ရှိတယ်။ဒါပေမဲ့လို့ပေါ့နော်သူနည်းနည်းလေးဘယ်လိုပြောမလဲလိုအပ်ချက်တွေရှိတာကိုယ်ဒီမှာ isco ရဲ့အလုံးလို့ပါလို့ဆိုပုံနိုင်ခဲ့ရမှာ။ဒါပေမဲ့လို့ပေါ့နော်သူနောက်မူရာတာတို့ဘာလို့ရဲ့အလုံးတွေကိုသူပုတ်သွားပြောချင်တာတာဝန်ကြီးတယ်ဗျာ။လိုအပ်နေတယ်ဆိုတဲ့အချိန်မှာတာဝန်ကြီးတယ်။เนาะကျွန်တော်တို့ဒီ final net solution လည်းမိနစ်120ကစားတယ်။ပီဒညာ solution လည်းမိနစ်120ကစားတယ်။နောက်ပြီးလို့ရှိရင်ဒုတိယပြင်မှာဝင်လာတဲ့ Rafael Leao တို့ဘာလို့ solution လည်းပဲ လက်ရှိစပိန်နောက်တန်းပက်ထရူပူရူရူကောင်းနေเนาะပြီးလို့ရှင်ကျတို့ဒါမီဂွေးဇာရလိုဇာမာရီတစ်ချိန်လုံး dribbling နေနဲ့ဒုက္ခပေးနေတာအဲ့ဒီဘက်ချက်ကမန်ဒက်စ်နဲ့ဒီဘယ်လိုပြောမလဲရာဖိုင်လီယောရဲ့အတွဲကတော်တော်ကိုဟုတ်သွားတာအဲ့ပက်ထရူနေတူတို့ကင်စီကယာတို့တို့ကဘာမှကိုမလုပ်နိုင်တာဘာမှကိုကျွန်တော်မလုပ်နိုင်တာဒုတိယပိုင်းမှာဝင်လာတဲ့ဂျူတာတို့ဘာလို့ဆိုလို့ချင်းလည်းပဲခြုံကြည့်ရဘာမှလုပ်နိုင်ခဲ့တဲ့နေရာမှာကျွန်တော်မပါဘူးဆိုတော့ပိုရူဂီဘက်ကစဉ်းစားကြည့်ပြဂိုးပေါင်းကန်တာတော့မှ9ချိန်မှ2ချိန်ပဲဂိုးပေါင်းတဲ့တယ်9ရတယ် ဆိုတော့စပိန်တက်ကျွန်တော်ကြည့်ရင်အစသာရေရကျွန်တော်နေတဲ့ဒီပွဲကမရှင်နိုင်ခဲ့ဘူးဒါပေမဲ့လို့ရတဲ့အခွင့်အရေးကိုရအောင်အသုံးချရင်းနဲ့ပီနယ်တီဆုံးဖြတ်ဒီမှာနိုင်သွားတာဒါဒီကောင်းနေရပြန်ဆိုတော့တကယ်ပါနော်ခရစ္စတီယာနိုရိုနယ်ဒိုအတွက်ကျွန်တော်သူကနိုင်ငံအသင်းနဲ့ဆိုတအားဖြစ်ထွန်းနေတာပြားသေးတာဖြစ်ထွန်းနေတယ်ဆိုတော့ तू ကတော့ဖြစ်ထွန်းပြီးသားပါဒါပေမဲ့လို့ဒီနိုင်ငံအတွက်ကိုဟိုတိတယ်မလားနော်ဒီနိုင်ငံအတွက်ကို तू တအားကိုဖလားရကျင်တာပိုတူဂီနဲ့ကိုကျွန်တော်နားလည်လို့ရပါတယ်အခုလက်ရှိခရစ္စတီယာနိုရိုနယ်ဒိုဆိုလို့ရှိရင်ဒါကျွန်တော်ဒါအသက်40ဖြစ်နေပြီဗျာမင်းကလည်း ဟိုဘောလုံးလောကကို25နှစ်လောက်ကျွန်တော်ဖြတ်တန်းလာတဲ့ကစားမှာဟုတ်တယ်မလားနော်အသက်20 25နှစ်လောက်ဖြတ်တန်းလာတဲ့ကစားမှာဒီနိုင်ငံလက်ရွေးစင်အသင်းကြီးကသူရှိတဲ့နောက်ပိုင်းမှာမှတကယ်တကယ်ကျွန်တော်ဒါလုံးဝ quality ရှိတဲ့ quality မြင့်တဲ့အဆင့်နဲ့မြင့်တဲ့ပြိုင်ပွဲတွေကိုသူဝင်ကစားနေရတာဆိုတော့အဲ့လိုနိုင်ငံအသင်းကြီးကိုဒီကောင်သူလုံနိုင်တဲ့အချိန်ဒီတော့တည်းမှာတအားကိုလုံပြချင်တာဒါကြောင့်လည်းပဲ nation league ဘာညာသူများတွေပြောလိမ့်မယ်သို့တော့ပေါ်တူဂီအတွက်ကအရေးကြီးတယ်ကျန်တဲ့ထပ်ပါတော့ကမ္ဘာဖလား၄လုံးရတဲ့၅လုံးရတဲ့၃လုံးရတဲ့ဆိုတဲ့အသင်းတွေ ုံမှန်ကျွန်တော်ကျွန်တော်ကဘာဖလားကန်ရတဲ့အသင်းတွေအတွက်အာ Nation League လေးပါညာပြောလိမ့်မယ်ဒါပေမဲ့ Portugal တွေကအင်မတန်ရေးကြီးတယ်ပေါ်တော့ Portugal တွေကအင်မတန်ရေးကြီးတယ်ဆိုတော့ Portugal တွေအမြင့်ဆုံးကလည်း Ronaldo ယူပေးထားတဲ့ကျွန်တော် Euro ပဲကျွန်တော်ရှိတာဒါကြောင့် Cristiano Ronaldo တို့ဒီ Portugal နဲ့ပတ်သက်ရင်သူကရသမျှဖလားတိုင်းအကုန်ယူနိုင်အောင်လို့သူလှုပ်ပြကျင်တာဗျာသိလားဒီအသင်းကိုတက်နေတဲ့များဆွဲတင်နေတာဒီပွဲမှာလည်းညီကတို့တွေ့တဲ့အတိုင်းပဲအသက်40ဆရာသမားတွေအသက်40လူငယ်တွေလူလက်တွေကိုဥဆောင်နေတယ်ဦးမယ် ။အဲကြောင့်ဘယ်တော့သူထွက်သွားတဲ့အချိန်မှာဒီကောင်ကြီးတာဝန်ကြီးမလားလို့ကြည်တာဗျာ။ကစားမားတွေအများအများကြီးတာဝန်ကြီးတယ်။သိရမလား။ဆိုတော့ဒါကြောင့်ဘယ်တော့ရိုနယ်ဒိုအတွက်တော့ဒါလုံးဝဂုဏ်ယူရမယ့်အခိုက်အတန့်ပါ။နော်ပေါ်တူဂီဟာရိုနယ်ဒိုကန်နေတဲ့တမိုင်းမှာမှာကျွန်တော်နေနဲ့အများကြီးပူပြီးတော့အဆင့်တန်းနေမြင့်လာတာမှန်တိုင်းပြောရရင်ရှေ့မှာကျွန်တော်ကစားမား quality လုံးဝ legend ကစားမားတွေပေါ်တူဂီမှာရှိခဲ့ဘူးတဲ့။ဒါပေမဲ့လို့တကယ်အဆင့်မြင့်ပြိုင်ပွဲတွေမှာဆိုလို့ရင်နတ်မှောင်ကစားတဲ့အခါတွေဆိုတော့တော်တော်လေးရှားတယ်။နောက်ပိုင်းမှာတော့နေရာတိုင်းမှာကစားမားကောင်းတွေများလာတဲ့အခုဆိုလို့ရှိရင်ကျွန်တော်ကြည့် ဘူးသမားနောက်တန်းကွင်းလင်တိုက်စစ်အရန်ကုန်ကစ quality ကစားမတွေကျွန်တော်များလာပြီเนาะကွင်းများလာပြီဆိုတော့ Christian Ronaldo မရှိတဲ့ကွင်းတဲ့အချိန်တုန်းမှာလည်းကစားမတွေကတောင်းကြအောင်လုပ်ပြနိုင်နေကြပြီအဲကြောင့်ဘာလို့ Nation League ဖြစ်ပေမဲ့ Portuguese နဲ့ကျွန်တော်သာ Christian Ronaldo တို့တော့ immediate ရည်ကြီးတဲ့ flavor ဒါကြောင့်ဒီပွဲမှာ Christian Ronaldo တို့အတွက် immediate ကိုဂုံယူရတယ် immediate ကိုဂုံယူရတယ်ဆိုတော့ Christian Ronaldo နောက်ထပ် Portuguese နဲ့အတူကျွန်တော်သာ major trophy တစ်လုံးယူနိုင်ခဲ့ပြီပေါ့လေ congratulation မှာကျွန်တော်ပေါ်တူဂီတင်းတွက်ခရစ္စတီယာနိုရိုနိုတွက်ဘရူနိုဖနန်ဒက်စ်တွက်ဒီအိုဂိုဒါလောက်တွက်ပေါ့လေဆိုတော့ညီကလေးနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်